đó mình em nói giàu bà đi ra rồi giàu thế về sụt ở đúng là xong giảm được rồi sạch ở bà mấy Alo, mình là bà. ီနေ့ကျွန်တော်ဘကူးဘက်ကိုသွားမှာပေါ့နော်အဲကျွန်တော်လွန်ခဲ့တော့နှစ်နှစ်လောက်ကအဲဘကူးမြို့ကလူတိနေတော့ဖရားများဆိုပြီးကျွန်တော်ဗီဒီယိုလေးနှစ်ပုတ်ပြင်ခဲ့ပါတယ်အဲ့ဒီဗီဒီယိုလေးနှစ်ပုတ်ကဒီအပိုင်းမှာအကြည့်ရတူပြန်များလာတယ်ပြီးတော့မန်းနေတူလည်းများလာကြတယ်ပေါ့နော်အဲအဲ့ဒီကတယောက်ကကျွန်တော်သွားဒီကျွန်တော်ဖျားနှက်စုဝင်မဲ့နေပေါ့နော်အဲ့ဖျားလေးတွေသွားဖေးဖို့ပြောတာပေါ့နော်အဲ့တော့အဲသူပြောတဲ့ဖျားလေးတွေကိုလည်းကျွန်တော်ဟို တော့တော့ဖူးမယ်လို့စိတ်ကြီးရှိရတယ်ဖက်လာကြတာပေါ့အဲကျွန်တော်လည်းအတူတူဖရားတွေကိုလိုက်ဖူးရအောင်အားလုံးပဲလိုက်ခဲ့ကြအောင်ဗျာအဲပကိုးမှာတော့ဟိုဖရားတွေကတော့အများကြီးရှိရပါတော့အဲပြီးတော့ social media ပေါ်မှာလည်းအဲဟိုရိုက်ပြကြတဲ့လူတွေများကြတယ်ပေါ့နော်အဲတချို့ဖရားတွေကတော့ဟို social media ပေါ်မှာရေပန်းစားပြီးလူသိများတယ်ဖရားတွေရှိတယ်တချို့ဖရားတွေကကျတော့ရှီမန်းအောင်မတိတဲ့ဖရားမျိုးလေးတွေလည်းရှိရပါတော့အဓိကကတော့ကျွန်တော်ကအဲ့လို ူတွေတိတ် မတိသေးတဲ့ရောက်ပေါက်နေတဲ့ခရားလေးတွေရိုက်ပြနေတာဖြစ်ပါတယ်။အဲဒီနေ့ရာသီဥတုတွေကတော့ဟိုရန်ကုန်မှာမိုးတော်တော်ရွာတာလေ။မနက်ကတည်းကဘွားရွာနေတော့မယ်။အဲတော့နေ့9နာရီလောက်သာမှမိုးတိတ်သွားနေတော့လေ။နင်းမင်သွားဆိုပြီးထထွက်လာ။ရောက်ခဲ့ပဲ။ဒီတယောက်တည်းနင်းတာကကျွန်တော်လွန်ခဲ့သော3နှစ်လောက်ကမိုးရိုးကြီးအင်းကိုနင်းမှုတယ်ပေါ့နော်။အဲကတော့တော်တော်မိုက်တယ်နင်းရတာလေ feeling အစ်တမျိုးပေါ့နော်အဲဟောအဲနောက်ပိုင်းမှာကျွန်တော်နဲ့ join မျိုးအစည်းအဝေးတွေများလာတယ်ပေါ့နော်အများလာတော့သူတို့အတွက်မနေနိုင်တဲ့လူတွေနေနိုင်အောင်ကျွန်တော်ဆွဲပေါ်ပေးတယ်အခီးစဉ်မှာအနေကင်းပေးရှင်းအောင်စဉ်းစားပေးတယ် route plan တွေစီစဉ်ပေးတယ်ပေါ့နော်အဲအဲ့လိုတွေလုပ်ရင်းနဲ့ပဲလူတွေနဲ့ပဲနင်းပြခဲ့တယ်ပေါ့နော်ရောက်တဲ့နင်းပြတာတော်တော်ကြာပြီအခုအဲ့နောက်ပိုင်းမှာမှာဒါဒုရချင်းပြန်နင်းပြလာပါ အလဲကူတာဆုံးရောက်ပါပြီဘိုက်ကလည်းစားတလူလူမစားတလူလူဖြစ်အဲဒီနာအပြိုကြီးထမင်းကျော်လည်းစားခြင်းနဲ့ဘိုက်ကလည်းစားတလူလူမစားတလူလူဖြစ်အဲအပြိုကြီးဆိုင်တော့ရောက်ပါပြီအပြိုကြီးဆိုင်မှာမာဆရာကြီးတွေဆုံးထိုင်အဆုံးပါပြီဟေး ဗျာအားလုံးကိုတားရည်ယူနေပါ30 လည်းဖိတ်မတော့ခဲ့ရအောင်တောက်ချင်အဲ့တော့တောင်းဝင်မှလည်းဖိတ်တော့မယ်ဟာဆက်ပြီးတော့ပါမယ်အင်းကောလမ်းဆုံးကြော်လာပြီချိန်အား9:30မိနစ်ပါခုနကလေဖေးလေးတောင်းနေရတယ်နည်းနည်းကြာသွားတယ်ရှိမှဓမ္မတိုက်ဖရနာရောက်ပြီဗျာဟဲ့နိုင်ခဲ့ကြပါနေရတော့တော်လေးပူလာပြီ ့ရောက်ပါပြီ။ဒါတော့ပဲခူးမျိုးအဝင်ဝါနာမှာရှိတဲ့အူရန်ပေါ့နော်။9:40ရှိပါပြီရှေ့မှာဘကူးမျိုးဝင်ပြီပေါ့နော်ဒီမှာအိုးတွေခွဲချင်းဒီမှာအများကြီးပဲအိုးဆိုင်နေရှိပါတယ်စင်အိုးတွေမြေအိုးတွေစုံမယ် တော့အခုသွားမယ်ဖခင်ကမျိုးရှောင်းလန်းနဲ့နည်းနည်းလေးနှီးတယ်ဗျအဲ့တော့ကျွန်တော်မျိုးရှောင်းလန်းဘက်ကနေအရင်သွားမယ်ပြီးတော့မှမျိုးတဲကနေပတ်မယ်ဒါမျိုးရှောင်းလန်းဝင်ပါညာဘက်ဆိုလို့ရှိရင်တော့မျိုးတဲပေါ့နော်အာအယုတ်ကြီးကအခုမလုပ်နေရတယ်မသိဘူးစိမ့်ဘက်ပတ်လားရင်းအောင်စိမ့်ဘက်ပတ်လားစေးတုံနေရတာမသိဘူးကဲသွားတော့မျိုးရှောင်းလန်းလေးကျွန်တော်ပထမဆုံးဝင်ပါရွှေဖုံးပွင့်စီတီတော့ပေါ့နော်ရှေ့က3မိုင်လောက်ရင်းရောက်ပြီဗျာ မျိုးရှောင်းလန်းကနေဖြတ်ဝင်ရမှာပေါ့နော်ပြီးရင်သူကမြို့တဲ့ဘက်ကိုထွက်သွားအောင်ဆိုတော့ပြန်မက်ကကြည့်လာတော့၃မိုင်လောက်ပဲဝေးတော့လေပြောတယ်ခါမတော့မရောက်ဘူးတိတ်မျိုးရှောင်းလန်းကတော့ဒီလိုကားကြီးတွေရှိတယ် ေးကွဲရပါလေဒါအဲကျွန်တော်တို့ခုနမြို့ဆောင်လမ်းနေလာလို့ရှိရင်အဲတော်တော်လေးစားရလို့ရှိရင်လမ်းစုံရှိရဗျာရွှေခုံးပွင့်ဆိုရင်လမ်းရှိအဲအဲ့လမ်းလေးဝင်လာလို့ရှိရင်ဒီလမ်းမှာရောက်တယ်ပေါ့နော်ညာလေးကတော်တော်လေးစားရတယ်ဗျာနေရိတ်ကြရတယ်တော်တော်လေးများတယ်ပြောအပင်ကြီးရေပေါ့နော် တော့ငါငါတယ်ခဏလေးရှိခဏချိုးရလားချိုးရဟိုနာရတယ်လားဒါကကျွန်တော်ပထမဟိုကအဲဒုတိယအပီဆုံးမှာလားကျွန်တော်ရှိုက်ဖူးတယ်ဗျာဒါ950ဖေးအများပေါ့နော်အခုဂန်းကြုံလို့ဒီ vlog ကိုကြည့်မဲ့သူတွေတော့နောက်တစ်ခေါက်ထပ်ရိုက်ပေးလိုက်ပါတယ်ဓာတ်ပုံရိုက်လို့လည်းရန်လှတယ်အပြင်မှာကြည့်ရတာလည်းတော်တော်လေးတက်ပဲပေါ့နော် là đấy đừng nhìn đi xa đấy Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn တင်ထားတာပေါ့နော်950ရတယ်လို့ခေါ်တယ်ခရားကလည်းနည်းနည်းအရောက်ပေါက်နေတဲ့အချိန်မှာပါတယ်ပေါ့နော် ခုံးပွင့်ចောင်းတိုက်လို့ရေးထားပါတယ်။ចောင်းတိုက်ဆိုတော့မဟုတ်ထင်ဘူးဒီဘက်ကဝင်ရမှာ။ဘုံတွန်းတွေ့တာ။ကတ်ကျော်ဒါရွှေခုံးပွင့်ចောင်းတိုက်ဝင်နေပေါ့နော်။ဒီចောင်းတိုက်ဝင်နေမှာပဲဒီရွှေခုံးပွင့်ဖရားရတရှိရဖြစ်ပါရဲ့။သူ့ရဲ့ဒီဖရားလာတဲ့လမ်းလေးကဒီလိုလမ်းလေးပါចောင်းတိုက်ဝင်နေမှာ။ဒီမှာကျတော့သူကចောင်းတိုက်ကဘာចောင်းလေးရှိတယ်။ဒါတရားအားထုတ်တဲ့ចောင်းလေးလားကြည့်လို့ ဘာကြောင်းလေးဘယ်သူမှဆိုလာအားထုတ်လို့ရလားမရဘူးရရဩဒါကတရားအားထုတ်ဖို့အဆောင်လေးတွေလုပ်ပေးထားတာပေါ့နော်ဘယ်သူမှဆိုလာပြီးတော့တရားအားထုတ်လို့ရတယ်တော်လေးအေးချမ်းနေတာအဲချောင်းတော်ကြီးဘောကဝရီဆွမ်းစားချောင်းတော်ကြီးတဲ့တော်လေးအေးချမ်းနေတာ ီးတာကျေကျွန်တော်ကိုလာဖူးဖို့တိုက်တွန်းတဲ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ပြောလို့ကျွန်တော်ဒီဖရားကိုရောက်ဖြစ်တာပေါ့နော်။ကျန်တဲ့လူတွေလည်းကျွန်တော်ရိုက်ပြတာတွေကိုကြည့်ပြီးတော့ကုသိုလ်တွေအများကြီးရကြပါစေလို့။ ာဇီးပြီးတော့ရင်မြန်ကနေဒီဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြင်တွေ့ရတဲ့ဆောင်းလေးပါ ော့၄တောင်ဆက်ဆက်ပဲဗျအဲ့တော့အလူရှင်တွေရဲ့ခပီးကြောက်စာတွေပေါ့နော် ခုနကျွန်တော်လာခဲ့တဲ့လမ်းကိုပြန်ထွက်မှာပေါ့နော်ခုနလမ်းမှားသွားတယ် Google Map ကိုကြည့်ပြီးသွားတာ Google Map ကပြနေတယ်ဒါပေမဲ့မဟုတ်ဦးကိုမပြပဲနဲ့သူကဘေးကိုပြနော်ဝင်ပေါက်မတွေ့ဘူးဝင်ပေါက်မတွေ့တော့ပတ်ပြီးပြန်ပြန်လာရတယ်အဲ့တော့ data gain နေမိပြီးသွားရတာပေါ့နော်ဒီခုနမှားတဲ့လမ်းကနေဖြတ်ပြီးတော့သဘိုးရှိချင်ကိုပြောက်သွားပါမယ်ဒါကတော့ဘူးရှိရှိပုံပြဖြစ်ပါတယ်။ကျွန်တော်အထဲဝင်ပြပါနော်။ ဒါကတော့ရင်းမြင်တော့ပါသူကရင်းမြင်တော့ရဲ့ဒီဘေးပတ်ပဲပဲလေဟိုသူကဒီမှာသူပြောမယ်ငကားပေါ့နော်ငကားပတ်ပြီးတော့ထားရဲဆိုတဲ့ပုံစံမျိုးလေးလောက်ထားဖြစ်ပါတယ်ရင်းမြင်ကရင်းမချင်းဘူးမချင်းဘူးပေါ့နော်စီတော်ကြီးကလည်းအော်မကြီးခွေးရကြီးအယုတ်ထင်လို့ငြိမ့်နေရတယ်မွေးလည်းမရှိဘူးရခွေးတွေအရှင်နေတဲ့အားလုံးနေရာလဲ အဇောကြီးရဲ့ယတိရဲ့ယဟန်ရဲ့မြတ်စွာဘုရားရဲ့ဒီပြင်ဒီဘိုးတော်ရဲ့ဘယင်ရဲ့ဘာပါလဲလို့မပြောတာဒီလိုရုပ်ထုတွေထားထားတယ် ကဲ့ကိုဖျားရည်အများကြီးရှိရပါတော့ဒီဒီတော့ကနေကျွန်တော်နှံ့ကြည့်လိုက်တဲ့ချိန်မှာနေမှာဖျားရည်အများကြီးဟိုမှာပကိုးရှင်မတော်ဖျားကြီးတွေရောဒီမှာဖျားရွှေဘူးလေးတို့ကိုသိန်းကိုသန်းတို့မဟာကြီးတို့ဒီလိုပတ်လဲအများကြီးမှရှိရဗျာမှာလည်းရှိတယ်ဖျားကြီးတွေအဲဟိုဘက်မှာလည်းဟိုမှာဟိုရွှေမြတာလေးအောင်အဲဟိုဘက်တော့နေအာကျွန်တော်အပေါ်ကနေမြင်ရတယ်မြင်ခွင်းပါ မိန်လမ်းမပေါ်ပြန်ရောက်လာပြီကျွန်တော်ရှင်မော်တော်ဖရာဘကူသွားနေရဖြစ်ပါတယ်ကျွန်တော်သွားခြင်းနဲ့ဖရာကမျက်စုလောက်တော့ကြံနေရဲ့အဲ့ဘက်ကနေကြော်ပြီးတော့သွားရမှာပေါ့နော်သူအချိန်ဟာ7ကြော်သွားပြီးဆိုတော့7ခုတော့ပိုင်းနေနေစာစာမယ်လို့ဆိုတော့တော့မှဒီလူလည်းကတော့သွားတော့ကိုဒီရောမိုးမရသေးဘူးမိုက်တယ် မိုးလည်းအုံနေတယ်ဆိုတော့သွားရလာရတာအဆင်ပြေတယ်ဒီကျွန်တော်သွားမယ်ခင်ဗျာကြိုက်ကလုံးစီဒီတော်လို့ခေါ်ပါတယ်ပထမဒီစီဒီနာမည်ကိုကြားဘူးနေတယ်ကျွန်တော်ရောက်ဘူးလားမရောက်ဘူးလားမသိဘူးလို့စဝေးစဝါဖြစ်နေတာနောက်မှစဉ်းစားမိတယ်အဲ့ကြိုက်ကလွန်ပွန်းဆိုတာကျွန်တော်ဓနုဗျုံမြို့မှာလဲ နာမည်တူစီရှိတယ်ပေါ့နော်အဲ့ဒါလည်းကြိုက်ကလုံဘုံပါဗျာဒီဘကူကကြိုက်ကလုံဘုံတော့ကျွန်တော်မရောက်ဘူးဒီအဲ့နေရာကိုကျွန်တော်ကောင်းမယ်ဒါကတော့ဘကူမျိုးရဲ့နာမည်ကြီးလက်ပြကဖြစ်ပါတယ်แกงโหဖြတ်ပြီးတော့တိုက်လာတယ်လေလေးကြီးอ่ะ င်းဝင်ခြိုက်ကလုံပုံစံကြီးတုံးနေကြီးရဲ့ခြိုက်ကလုံပေါ်ခေအားလမ်းပေါ့နော်ဒီဆိုင်ပုံလမ်းပါနဲ့ဒီလမ်းလေးပါဦးရှိမှာဖျားယူမြင်ရပါပြီခြိုက်ကလုံပုံစံကြီးတုံးမြတ်ကြီးဖြစ်ပါတယ်ဒီဖျားကြီးကအရင်ကလည်းသူကဖျားရှိဟောင်းဖျားပြူကြနေတာဟုတ်ဒါဘောကနေငုံပြီးတော့အစ်တက်ဖန်ပြန်တီထားတာပေါ့နော်တူးတယ်ကြီးကြီးမားမားနဲ့ တော်တော်လေးကြည်ရတာတက်ပဲလေအောက်ကတော့ထုံးပြူတုတ်ထားတယ်အပေါ်မှာရွှေတုတ်ထားတယ်ပေါ့နော်ကျွန်တော်တစ်ခါမှတော့မရောက်ဘူးလေခလေးလေးတွေចောင်းဆင်းလာနေတယ်ဒီနေ့ចောင်းပိတ်ပါအော်တော့ကထိန်လားမသိပါနဲ့။နိုင်ပဲဟာ။ခင်ဗျာအောင်ဟာ။ ူတောင်းပြီးချက်ကလုံကုန်စီတော်မြတ်ကြီးဘက်ကတက်ရမှာလေဒီဘက်ကတက်လို့ရတယ်ကျေးဇူး မီးပြတ်နေတယ်တဲ့ဖះဘောတက်လို့ရပါတယ်ချက်တက်ပါမယ်ချက်တက်ကြည့်မယ်ကျူကန်း ိုက်ဖျားတွေကနည်းနည်းစင်တူတဲ့ပုံစံတွေမှာရှိတယ်ဗျာကျွန်တော်ဖူးခဲ့သမျှအဲကြိုက်ဖျားတွေပေါ့နော်အဲသူတို့မုံပင်းနေတည်ခဲ့တာဆိုတော့ပုံစံလေးတွေကနည်းနည်းစင်တူယိုးမလေးရှိတယ်ဗျာအဲဖလအဲကြိုက်မက်ကောတို့အဲဖလေးဖျားကြီးပေါ့အဲအဲ့လိုဟာမျိုးလေးပြောရင်ဟိုဘက်ကအဲကျွန်တော်ကြိုက်မထီးလို့ပါတော့အဲအဲ့လိုဖျားတွေကောလားဒီလိုပုံစံနဲ့စင်တာတော့တွေ့ရတယ်ပေါ့နော်သူတို့အများသောအားဖြင့်ကသူတို့က ထုံးတင်ငံမကတ်တယ်ရွှေတင်ငံမကတ်ထားဘူးအဲအောက်ဥစဉ်ဖြစ်တဲ့ဆိုလို့ရှိရင်တော့လုံးလုံးပြည့်ထုံးဖြစ်ဖြစ်မဖြစ်ရင်တို့တဝက်ကထုံးတဝက်ကရွှေပေါ့အဲ့လိုမျိုးသွားတာတွေ့ရတယ်ဗျာဖျားရဲ့ရင်မြင်တော့မှာတော့တောင်းပတ်ပတ်လင်မှာဒီလိုစီရီလေးတွေတည်ထားတယ်ကျောင်းကိုဖျားလဲဖူးပြီးပါဘူးဒီနေ့ကတော့၄စုလောက်ပဲဖူးလိုက်တယ်ဗောနော် တော့ပြန်တော့မယ်ရှင်ကဝင်ကိုမမောင်ညင်နာနဲ့ကျွန်တော်ဆော်ပြီးတော့ပဲပြန်ပါမယ်နောက်ကြံတဲ့ဖရားတွေကတော့နောက်တစ်ခေါက်မှာပဲကျွန်တော်လာပြီးတော့ဖူးမယ်စိတ်ကူးထားပါတယ်ဟိုးမှာဈေးတွေလေးတစ်စုရှိတယ်ဒါကတော့ကျုံးရီလို့ကြော်ထင်တယ်ဒါကတော့အင်းဝတကာဖြစ်ပါတယ်ဒါပိုင်းကကြံမှုကအသိနဲ့ပြေကြတော့တဲ့ မျိုးရိုးတကားတွေပေါ့ဗျာဖြောင်းတမိုင်းဝင်အိုးမမြင်နေရတော့ဘကူးရှုံတော့ဘုရားကြီးပါ မျိုးကပြန်ထွက်လာပါဘူး။ညာဒီဦးတို့ကတော့ပကိုးမှာခုထိနိုင်နေတော့မယ်။ရန်ကုန်အဝင်တော့မပြောတတ်ဘူး။မိုးမိမလားမသိဘူး။ပကိုးတက်ကတူရှိရပါပြီ။ချိန်ရ2နာရီပါ။ ရန်ကုန်တိုင်းရောက်လာပြီဆိုတော့မိုးကမဲပြီးအုံနေရပဲဟိုဘက်ကနေတော့မတူဘူးလေလည်းအရန်တိုးလာတယ်နင်းရတာပိုပြီးပြမန်းတယ်ပေါ့နော်ကျွန်တော်အမှတ်သုံးလမ်းပါပေါ့ပြန်ရောက်ပါပြီမိုးတွေကတော့မဲနေရပါအခုလည်းပြန်နေပြီဆိုတော့ဒီပြန်လန်းလည်းခဏခဏရိုက်ပြီးနေပြီကျွန်တော်ရဲ့ကင်မရာလည်းအသိမရှိတော့ဆိုတော့ဒီမှာပဲရိုက်လိုက်တော့မယ်နော်လူစီနေတဲ့ဘိုးကဖះရများဆိုတော့ episode 3လေးကိုကြိုင်းနေသက်ကြမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးအောင်ကြည့်ပြရတော့ကျေးဇူးများတင်ပါတယ်ကျော်နောက်ထပ်စိတ်ဝင်စားတဲ့အကြည့်တွေပြန်လာပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပြန်တွေ့ကြပါ